မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပြည်ကော့ကရိတ်အာရှလမ်းမကြီးမှာထိုးစစ်ဆင်နေတဲ့စစ်တပ်ရဲ့အောင်စေရစစ်ကြောင်းကနေအလင်းဝင်လာတဲ့စစ်သားများကိုကော့ဘရာစစ်ကြောင်းရဲ့ခေါင်းဆောင်ဘူဒါဘောကဥဆောင်ပြီးတော့ကြိုးဆိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြောက်ပြည်ကော့ကရိတ်အာရှလမ်းမကြီးပေါ်မှာအလင်းဝင်ရောက်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကစစ်သားများကိုလွန်ခဲ့တဲ့လေးလအတွင်းမှာဘူဒါဘောအဖွဲ့ကနှွေးထွေးစွာကြိုးဆိုခဲ့ပြီးတော့ပါလာတဲ့လက်နက်များကိုလည်းတံပိုးအလိုက်စုငွေများကိုချိမြင့်ပေးခဲ့တယ်လို့သိရပါတယ်အလင်းဝင်လာတာက လေးယောက်လားငါးယောက်လားပဲသူတို့တွေမကဘူးတယောက်နှစ်ယောက်နဲ့အဲ့ဒီလိုမျိုးအလင်းဝင်လာတာတွေလည်းအများကြီးပါအရေးအတွက်မှတ်တော်မမှတ်မိတော့ဘူးအလင်းဝင်လာတဲ့သူတွေကအခုဆိုရင် PDF တင်တန်းပြန်တက်ပြီးတော့စစ်ကောင်စီကိုပြန်တိုက်နေကြပါပြီလို့ Black Panther Column ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်စေကောင်စီတက်ကလက်နဲ့နဲ့တကွအလင်းဝင်ရောက်လာပါကလက်နဲ့တက်လက်ကိုငွေချက်သိန်း30သိန်း50စသဖြင့်စုချင်းငွေများချိမြေပေးခဲ့ပြီးတော့စနိုက်ပါလက်နဲ့ကြီးတွေယူဆောင်လာနိုင်ပါကတန်ဖိုးငွေအလိုက် ထိုက်တိုက်တန်တန်စုချင်းငွေများချိမြင့်ပေးတော့မှာဖြစ်တယ်လို့သိရပါတယ်။အခုနောက်ပိုင်းဝင်လာတဲ့ပြည်သူစစ်တော်တော်များများကလည်းစစ်ခွေးလုတ်ချင်လုံးလို့ဝင်ခဲ့တဲ့သူတွေမဟုတ်ကြဘူးလေ။သူတို့လည်းပြည်သူတွေကပြည်သူတွေပဲအခြေအနေအကြောင်းမျိုးမျိုးကြောင့်မဲနိုင်ပြီးတော့စစ်ခွေးလုတ်နေရတာတွေရှိပါတယ်။မတရားပေါ်တာဆွဲခံရပြီးတော့စစ်ခွေးလုတ်ရတဲ့လူတွေလည်းပါတယ်။မတရားသဖြင့်ဘောမချင်းနဲ့စိတ်နဲ့ဝင်လာတဲ့သူတွေပါမဟုတ်တာ။အဲ့ဒါကြောင့်တိုက်ပွဲတွေဖြစ်ရင်လေခွေးတွေလိုမျိုးရွရွချွန်ချွန်အသေးခံပြီးတော့ဘောမပေးမနေနိုင်ဘူးကျွန်တော်တို့နဲ့တွေ့ရင်တော့ဒီကောင်တွေအကုန်အလံဖြူထောင်ပြီးတော့ပူးပေါင်းမယ် မတွေ့တဲ့အခါမျိုးဆိုရင်လေသူတို့နီးသူတို့ဟန်နဲ့ကျွန်တော်တို့ကိုချိတ်ဆက်ပြီးတော့ထွက်ပြေးပြီးအလင်းဝင်လာကြပါတယ်ကျွန်တော်တို့ကတော့အလင်းဝင်လာတဲ့သူမှန်တော်များကိုလက်ဖျားနဲ့တောင်မတွေ့ဘူးကျွန်တော်တို့ရဲ့ညီကိုရဲဘော်တွေလိုပဲသဘောထားတယ်တတ်မှတ်တယ်လို့ဘိုဒါဘောကရှင်းပြထားပါတယ်ပြည်သူနဲ့အတူပူးပေါင်းလာတဲ့စစ်ကောင်စီတပ်သားများကိုဘိုဒါဘောအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့စောင့်ရှောက်လျက်ရှိတယ်လို့သိရပါတယ်နေရဒေသကိုမပြောင်းနိုင်တဲ့သူတွေကိုလည်း၎င်းတို့ရဲ့စန္ဒသဘောအရာခိုလုံခွင့်ပေးထားတယ်လို့သိရပါတယ်ဒါကြောင့်စစ်ကောင်စီတပ်သားများစစ်မှုထမ်းတပ်သားများအနေနဲ့ယုံကြည် ိတ်ချစွာနဲ့ဆက်သွယ်ပြီးတော့အလင်းဝင်နိုင်ကြောင်းအသိပေးထားပါတယ်။မတရားသဖြင့်ဖမ်းဆီးပြီးတော့ပေါ်တာဆွဲခံရတဲ့ရဲဘော်တွေကလည်းပြောချင်တာကကျွန်တော်တို့ဘက်ကိုလာလို့ရှိရင်စိတ်ချလက်ချလာလို့ရပါတယ်။ ်သူတို့အရင်အရင်လူတွေနဲ့ချိတ်ဆက်မှုရှိတဲ့သူတွေလည်းရှိပါတယ်ရဲရဲသာလာခဲ့ပါလို့လူချင်းဝက်ရောစစ်သုံးချင်းဝက်တွေရောကျွန်တော်တို့အကုန်လုံးဆောင်ထိန်ပါတယ်ကျွန်တော်တို့စီအလင်းဝင်ပူပေါင်းခဲ့တဲ့ဒူမှန်သမျှကျွန်တော်တို့အနေနဲ့လည်းအမြဲတမ်းလက်ကမ်းကြိုးဆိုပါတယ်နောက်ထပ်လာမဲ့သူတွေကိုလည်းစစ်ကောင်စီဘက်ကဝါရဖြတ်ထားသလိုတပ်မှာဖြတ်မှာတို့ပါတို့လုံးဝစိုးရိမ်စိတ်မရှိပဲလာလို့ရပါတယ်အမားကိုတိပြီးတော့အမှန်ပြင်းကအလင်းဝင်ဖို့စူးစမ်းကြပါလို့ ဲ့ဒီစေကောင်စီထဲမှာနေရင်တော့တနေ့မဟုတ်တနေ့သိရမှာပဲလို့ Black Panther column ကတောင်းရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်တမတော်နီးပညာတက္ကသိုလ်အရှိရက်ကွက်ကြီးဆက်နှင့်ရေချောင်းဦးရက်ကွက်မှာရှိတဲ့ပြည်သူလူထုတွေနေထိုင်နေတဲ့မြေအိက200ကျော်ပေါ်ကနေအိမ်များကိုစစ်ခွေးတပ်ကအတင်းကျပ်ဖျက်ဆီးပြီးတဲ့နောက်ဒူးဘုံမူကြီးတိမ့်နိုင်ထွန်းရဲ့နာမည်နဲ့တပ်ပိုင်မြေလျှောက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနှစ်ကုန်ပိုင်းမှာမန္တလေးတိုင်းပြည်ဦးလွင်မြို့တမတော်နီးပညာတက္ကသိုလ်ဒီအက်စတီအအရှိရက်ကွက်ကြီးဆက်နှင့် ရေချောင်းရက်ကွက်အတွင်းမြေက200.14ပေါ်မှာရှိတယ်ပြည်သူလူထုတွေရဲ့အိမ်ထောင်စုပေါင်း1000ခန့်နေထိုင်တဲ့မြေနေရာများကိုစစ်ခွေးတပ်ကအတင်းကျပ်ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ယခုကအဲ့ဒီမြေက200.14ဧကကိုတိုးချဲ့တပ်ပိုင်မြေအဖြစ်နဲ့သတ်မှတ်ပေးရန်ဒုတိယဗိုလ်မှူးကြီးတိန်းနိုင်ထွန်းကရှောက်ထားလာတယ်လို့သိရပါတယ် တပ်ပိုင်မြေမဟုတ်တဲ့နေရာကိုတပ်ပိုင်မြေဆိုပြီးတော့အတင်းကျပ်ပြည်သူတွေကိုနှင်ထုတ်ဖမ်းဆီးပြီးနေအိမ်တွေနဲ့ရက်ွက်တွေကိုတော့ဖျက်ဆီးတာတွေလုပ်တယ်အခုဘယ်ပြည်သူမှမနေရဲအောင် လုပ်ပြီးတော့မှအဲ့ဒီနေရာကိုတပ်ပိုင်မြေအဖြစ်နဲ့ပြန်လျှောက်ထားလာတာပါပြည်သူတွေကိုတမိန်အနိုင်ကျင့်တာထင်ရှားနေပါတယ်လို့နေအိမ်ဖြိုဖျက်ခံလိုက်ရတဲ့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားလာပါတယ် စစ်ခွေးတက်ကတပ်ပိုင်မြေအဖြစ်နဲ့ရှောက်ထားတဲ့မြေအေက200ဒသမ14အေကဒဲကလမ်းမရန်မျက်နှာစာမြေအေက90ကိုမင်းအောင်လှိုင်ရဲ့သားဖြစ်သူအောင်ပြေဆောင်က public ကစောက်လေရေးလုပ်ငန်းများလုပ်ကိုင်ရန်ရယူမှဖြစ်တယ်လို့ဒေတာတွင်သတင်းမြင့်များထံကသိရပါဗါးအဲ့ဒီမြေနေရာကိုတပ်ပိုင်မြေလို့နာမည်တက်ပြီးတော့စစ်ခွေးတက်က2021ခုနှစ်ဖေဖော်ဝါရီလကစတင်ပြီးတော့တိုင်းယူရန်ချိုးပန်းခဲ့ပြီးအဲ့ဒီနေရာမှာအိမ်အောင်စုပေါင်း1000ခန့် လူဦးရေ3000ဝန်းကျင်နေထိုင်ခဲ့ကြတယ်လို့သိရပါဗါးအဲ့ဒီရက်ကွက်ကို2000ပြည့်နှစ်ကတည်းကတမတော်အလုတ်ယုံတိဆောက်မယ်ဆိုပြီးတော့ယာထားမြေနေရာတတ်မှတ်ခဲ့ပြီးတော့မြေရာပန်းရှင်တောင်သူများနဲ့ညှိနှိုင်းခဲ့ဘူးတယ်လို့သိရပါဗါးစစ်ခွေးတပ်ရဲ့အလုတ်ယုံစီမံကိန်းအတွာမြေပန်းရှင်တောင်သူအများစုကလက်မှတ်မထိုးပေးခဲ့ကြတဲ့အတွာစီမံကိန်းဟာရပ်ဆိုင်းသွားခဲ့တယ်လို့သိရပါဗါး2023ခုနှစ်မှာတောင်သူများကတပ်ပိုင်မြေမဟုတ်ကြောင်းအစစ်အစစ်စတင်ပြခဲ့တဲ့အတွာ တပ်ပိုင်မြေမဟုတ်ကြောင်းပေါ်လွင်ခဲ့တယ်လို့သိရပါဗါဒါပေမဲ့2021ခုနှစ်စစ်အာဏာသိမ်းတဲ့အချိန်မှာတော့မြေကွန်းများကိုပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတပ်ပိုင်မြေအဖြစ်နဲ့မြေသိမ်းယူခဲ့ရမှာဒုတိယဗိုလ်မှူးကြီးသိန်းနိုင်ထွန်းဗိုလ်မှူးပြည့်ဖြိုးအောင်ဗိုလ်ကြီးသိန်းတန်းစောတို့ကဥဆောင်ခဲ့ပြီးတော့လက်ရှိတပ်ပိုင်မြေအဖြစ်နဲ့ရှောက်ထားရမှာဒုတိယဗိုလ်မှူးကြီးသိန်းနိုင်ထွန်းကဥဆောင်လျက်ရှိတယ်ကိုတွေ့ရပါဗါ ရေချောင်းရက်ကွက်မှာရှိတဲ့မြေအေက200ကျော်ကိုစစ်ခွေးတပ်ကသိမ်းယူမှုရဲ့နောက်ွယ်မှာမင်းအောင်လိုင်ရဲ့သားအောင်ပြေဆုံးအပါအဝင်ဘိုးချုပ်များအထွတ်မြေကွက်များဖော်ထုတ်ရန်တမတော်ဗဟိုလေးကျင်ရေးအလုံယုံတိဆောက်ရန်တက်လုံကျုံရေးနဲ့မင်းအောင်လိုင်ရဲ့လုံကျုံရေးအထွတ်တမတော်နီးပညာတက်ကတော်ရဲ့အရှိမလူနေရက်ကွက်များမရှိစေလိုတဲ့ရည်ရွယ်ချက်များပါဝင်တယ်လို့တပ်သတင်းမြစ်တချို့ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကမြထုံးကိုဖယ်ရှားပြီးတော့ညိုစောကိုနိုင်ငံသားသုံးဝေကြီးကြပ်မှုကော်မတီရဲ့ဥက္ကဋ္ဌအဖြစ်နဲ့ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခင်ကနိုင်ငံသားသုံးဝေကြီးကြပ်မှုကော်မတီရဲ့ဥက္ကဋ္ဌအဖြစ်မြထုံးဦးကိုခန့်အပ်ခဲ့တော့လေဇွန်လ31ရက်နေ့မှာစစ်ကောင်စီကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်မြထုံးဦးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့နိုင်ငံသားသုံးဝေကြီးကြပ်မှုကော်မတီကိုပါဖျက်သိမ်းလိုက်တယ်လို့သိရပါပါတယ်။အဲဒီနောက်ဩဂတ်လ6ရက်နေ့မှာညိုစောကိုဥက္ကဋ္ဌအဖြစ်နဲ့ခန့်အပ်ပြီးဝင်ကြီးအ ဆင့်6ဦးပါဝင်တဲ့နိုင်ငံသားသုံးဝေကြီးကြမှုကောမဒီကိုအသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့သိရပါဗျ။အဲ့ဒီနိုင်ငံသားသုံးဝေကြီးကြမှုကောမဒီမှာဝင်းကြီးချုပ်အဖြစ်နဲ့ခန့်အပ်ထားတဲ့ညိုစောကဥက္ကဋ္ဌရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားရေးဆက်သွယ်ရေးဝင်းကြီးဝါဝါမောင်စီးပွားကူတန်းဝင်းကြီးချစ်စွေစည်ရင်စစ်ချုပ်ခင်နိုင်ဦးဗဟိုဘဏ်ဥက္ကဋ္ဌတန်းတန်းစွေဗန္ဓာရေးနဲ့အခွန်ဝင်းကြီးကံစော်တို့ပါဝင်တယ်လို့သိရပါဗျ။ နိုင်ငံသားသုံးငွေကြီးကြောင်မှုကော်မတီရဲ့လုပ်ငန်းတာဝန်များအနေနဲ့6ခုသတ်မှတ်ပေးထားပြီးတော့အဓိကအားဖြင့်နိုင်ငံသားသုံးငွေကိုစီစစ်တင်းကြပ်ရန်ဖြစ်တယ်လို့သိရပါဗျ။အဓိကလိုအပ်နေတဲ့73စီဆေးဝါးစား3စီဓာတ်မြေဩဇာပိုးသတ်ဆေးနဲ့ပြည်ရင်းမှာဝယ်ယူရရှိခြင်းမရှိတဲ့တိဆောက်ရေးသုံးပစ္စည်းများကိုမှာယူရမှာလိုအပ်တဲ့နိုင်ငံသားငွေများကိုစီစစ်ခွင့်ပြုရေးဖြစ်တယ်လို့သိရပါဗျ။လက်တလုံးစစ်တပ်ရဲ့ American Dollar ဝင်ငွေရရှိမှုဟာအလွန်နှေးပါနေတဲ့အတွက်ဒေါ်လာအသုံးပြုမှုများကိုအလွန်စီးစစ်ပိတ်ပင်လျက်ရှိရာ ပြည်ပကနေလူသုံးကုန်စေဝါများအပါအဝင်သွင်းကုန်များအလုံးနှိပါကိုတင်းကျပ်ပိတ်ပင်လျက်ရှိတယ်လို့ UMFCCI ကစီးပွားရေးလုပ်ငန်းရှင်တအုပ်ကပြောပြထားပါတယ်လူသုံးကုန်နဲ့စေဝါကတော့တင်သွင်းခွင့်တွေပိတ်ထားသလောက်ကိုဖြစ်နေတာပါအဓိကကဒေါ်လာအဝင်နဲ့တော့ဒေါ်လာအသုံးများမဲ့ဟာတွေအကုန်လုံးကိုလိုက်ပိတ်နေတဲ့သဘောပါလူသုံးကုန်ကတော့ပြည်ရင်းမှာထုတ်တဲ့အရာတွေနဲ့အစားထိုးလို့ရနိုင်ပေမယ့်စေဝါလို့ဟာမျိုးကြတော့အစားထိုးဖို့ခက်ပါတယ်အခုပြည်တွင်းမှာကစေဝါတွေအတော်ကိုရှားလာပါတယ်စီးကြိုစင်းမက်ဖော်မင်တောင်မှဈေးကတရှိန်ထိုးကိုတက်သွားတာ ပြီးတော့ quality ကောင်းတဲ့ဆေးအကောင်းတွေလည်းမရတော့ဘူးမြန်မာမှာရှိတာဆိုလို့ရက်စားလောက်ပဲရှိတာလေလို့အဲ့ဒီ UMFCCI ကလုပ်ငန်းရှင်ကရှင်းပြထားပါတယ်ဒါအပြင်စစ်တပ်ကယခုခါပြည်ပနိုင်ငံများကနေပြီးတော့တင်သွင်းနေတဲ့လေကြောင်းကုန်စည်တည်ယူပို့ဆောင်ရေးနယ်စပ်ကုန်သွယ်ရေးများကိုပါပိတ်ပင်ထားပြီးတော့ပြည်ရင်းကိုတွင်းကုန်ဝင်ရောက်နိုင်တဲ့လမ်းများအလုံးကိုလည်းပိတ်ဆို့ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနိုင်ငံလုံးမှာရှိတဲ့နေရာတော်တော်များများမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ပြည်သူစစ်မှုထမ်းဥပဒေစတင်တဲ့အချိန်ကနေယခုအချိန်ထိအဆက်မပြတ်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်ခွေးတပ်ဟာဘိုလောင်းတင်တန်းရဲ့ရှောက်လွားတွေကို ဆက်လက်ပြီးတော့ထုတ်ယူနိုင်တယ်လို့နိုင်ငံပိုင်သတင်းစာကနေတဆင့်ကြေညာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ်လ28ရက်နေ့ထုတ်မြောက်ရီသတင်းစာမှာစစ်တပ်ကတို့တပ်မတော်နီးပညာတပ်ကတို့တပ်မတော်စစ်တပ်ကတို့နဲ့တပ်မတော်စစ်တပ်ကတို့အမျိုးသမီးဘိုလောင်းရှောက်လွာတွေကိုဇူလိုင်လ28ရက်နေ့ကနေထုတ်ပေးခဲ့ပြီးတော့ထုတ်ယူထားတဲ့ရှောက်လွာတွေကိုပြန်လည်တင်သွင်းကြဖို့နဲ့စက်တဘာလ9ရက်နေ့အထိနီးစပ်ရာတိုင်းစစ်ဌာနတွေမှာထမှန်ပြီးတော့ရှောက်လွာတွေထုတ်ယူနိုင်တယ်လို့ပါရှိတာကိုတွေ့ရပါတယ်။အခုလိုမျိုးဘိုတင်နန်းရှောက်လွာတွေပြန်လည်တင်သွင်းဖို့ပြောတာက ထုတ်ပြီးပြန်မသွင်းတာတွေဖြစ်နိုင်တယ်လို့ရှောက်တဲ့သူမရှိတာလည်းဖြစ်နိုင်တာပဲအာနာသိမ့်ပြီးကလေးကရှောက်တဲ့သူမရှိသလောက်နဲလာတာတော်တော်လေးကိုသိတာနေတာပဲလေနောက်ထပ်ဝင်ဖို့မပြောနဲ့အခုလက်ရှိတက်ထဲမှာရှိတဲ့စစ်ခွေးတွေတောင်မှပြန်ထွက်ချင်နေတဲ့သူတွေကအများကြီးအရာရှိငယ်တွေတိုက်ပွဲမှာကြလို့တရင်ကလည်းမကြခဏဆိုသလိုကြားနေရတာပဲ စစ်ခွေးတက်ကရှောက်ထားတဲ့သူမရှိလဲပြည်သူစစ်မှုထမ်းဆိုပြီးတော့ဇက်တိုက်ပေါ်တာတွေဆွဲနေမှာပါပဲလို့ CDM AR ရှိတဦးကပြောပြထားပါဗါး2021ခုနှစ်စစ်ခွေးတက်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကာလတွေမှာအဲ့ဒီစစ်တပ်ကတိုးတွေမှာရှောက်ထားသူအရေးအတွက်နဲ့တင်တန်းဆင်းတဲ့သူအရေးအတွက်ဟာတိတိတသားယောနေလာတာကိုတွေ့ရပြီတော့တက်တွင်းမှာအခြားအဆင့်မိသားစုဝင်တာသမီတွေရှောက်ထားကြကအရင်လိုစီကန်းနေလဲအရန်ချက်မှတ်တာမရှိတော့ဘူးလို့သိရပါဗါးအရင်နှစ်ကလည်းဘိုးလောင်းတင်တဲ့ရှောက်လာခေါ်ယူရမှာရှောက်ထားသူတွေအလွန်နှဲပါတာကြောင့် ခေါ်ယူတဲ့ရက်ကိုထပ်တိုးတာတွေနဲ့အသက်ကန့်သက်ချက်တွေကိုပြင်ဆင်တာတွေပြုလုပ်ခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကအဖိုးနှစ်ဦးကိုတပ်ဖြတ်ပြီးတော့နေအိမ်အလုံး80ကျော်ကိုမိရှို့ကပြည်သူတွေရဲ့အဖိုးတံပစ္စည်းများကိုလည်းခိုးယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ16ရက်နေ့ကတရချောင်းမြို့ပေါ်ခမရ404နဲ့405တပ်ရင်းကအင်အား200ကျော်လောက်ပါတယ် အကြမ်းဖက်စစ်ခွဲစစ်ကြောင်းကမိုးရွှေကုန်းရွာနဲ့စော်ဖျားရွာတို့ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။စစ်ခွဲတပ်ကမိုးရွှေကုန်းရွာနဲ့စော်ဖျားရွာကအသက်အရွယ်80ကျော်အရွယ်ရှိတဲ့အမျိုးသားနှစ်ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ပြောပါတယ်။ဒါအပြင် နေအိမ်80ကျော်ကိုလည်းမိရှုက နေအိမ်တွေမှာရှိတဲ့တမိုးကြီးပစ္စည်းတွေကိုလည်းခိုးယူသွားခဲ့တယ်လို့သိရပါဗျ။ရွာသားတချို့ကိုလည်းစစ်ခွဲတပ်ကဖမ်းဆီးခဲ့တော့လေပြန်လည်ပြီးတော့လွတ်ပေးခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီမှာရှိတဲ့ရွာသားတွေကိုဖမ်းပြီးတဲ့အခါကျတော့တချို့ကတော့ပြန်လှုပ်ပေးလိုက်တယ်တချို့ဒီနှစ်ယောက်ကျတော့မတန်ဆွမ်းပါတော့တယောက်ပါတယ်အဲ့ဒါလဲသူတို့တတ်လိုက်တာပဲသူတို့စစ်ကြောင်းထွက်သွားမှပြန်သိရတာစစ်ကြောင်းကတရချောင်းကနေလာတာပါသူတို့တရွာပြီးတရွာစစ်ကြောင်းထိုးပြီးတဲ့အခါကျတော့နောက်ဆုံးမိုးရွှေကုန်းနဲ့ဒီစော်ဖျားရွာဘက်တွေကိုရောက်လာတာပါအဲ့ဒီရွာတွေမှာပဲဒီကောင်တွေတပတ်လောက်ကြာသွားသေးတယ်။ရွာကိုလည်းမိရှို့သွားတယ်။မိုးရွှေကုန်းရွာနဲ့စော်ဖျားရွာနှစ်ရွာပေါင်းအိမ်အလုံး80လောက်မိရှို့ခံလိုက်ရတာ။ဒီကောင်တွေပြန်ထွက်လာတော့မှရွာသားတွေကသိရတာ တတ်ပြတ်ခဲ့တာဆိုတာကိုသိရတာပေါ့ဒီဟာကတတ်ခဲ့တာတော်တော်လေးကိုကြာနေပါပြီအသက်ခံရတဲ့ပြည်သူနှစ်ဦးကအမျိုးသားတွေပါအသက်ကြီးပိုင်းအသက်60ကျော်80လောက်ကိုဖြစ်နေပြီအဖိုးအရွယ်တွေပါလို့တော်လန်ရေးသတင်းရေးမြစ်ကပြောပြထားပါဗျ။ဒါအပြင်စစ်ခွေးတပ်ကပြည်သူပိုင်းနေအိမ်တွေကနေပြီးတော့အဖိုးတန်ပစ္စည်းများကိုလူရက်ခိုးယူယူဆောင်သွားပြီးတော့ခြေရွာတွေကနေပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီရွာမှာရှိတဲ့တံမိုးကြီးတဲ့ပစ္စည်းတွေရောဘီရိုတို့ရေခဲတက်တာတို့ TV တို့ အကောင်လုံးဒီကောင်လေးမမြင်ဘူးတဲ့အရာမှန်တယ်မြကားနဲ့စီးနဲ့အကုန်တင်သွားတာလက်ရှိအချိန်မှာအချမ်းမစိတ်ခွဲစစ်ကြောင်းကဒဝဲမြို့ပေါ်မှာရှိတဲ့25တိုင်ရဲနဲ့ကိုပြန်လဲရောက်ရှိတက်ဆွဲနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်းဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြီးတော့တက်ကုန်းမြို့နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအဆက်ပင်လောင်းမြို့နယ်ပင်လောင်းမြို့အစ်တမှာတောင်ကျချောင်းရီကြောင့်နေအိမ်များမျောပါပြီးတော့လူနာဦးတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ26ရက်နေ့ညပိုင်းကစတင်ပြီးမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ဩဂတ်လ28ရက်နေ့မနက်2နာရီအချိန်မှာနေပြည်တော်တက်ကုန်းမြို့နယ်ပင်လောင်းမြို့နယ်အတွင်းတောင်ကြချောင်းရည်များရုတ်တရက်စီးဆင်းခဲ့ရာအဲ့ဒီတောင်ကြချောင်းရည်ကြောင့်လူနာဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။နေအိမ်အများပြားဟာလည်းမျောပါသွားခဲ့တယ်လို့သိရပါတယ်။အဓိကလူသေဆုံးသူများနဲ့နေအိမ်များမျောပါမှုရှိတဲ့ကျေးရွာဟာပင်လောင်းမြို့နယ်ပင်လောင်းမြို့တဲ့တပြေကုန်းကျေးရွာအုပ်စုကအေဒင်ကျေးရွာတို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနက်အစောပိုင်းမှာတောင်ကြချောင်းရည်တွေကရွာထဲအထိရုတ်တရက် ကဖြတ်ပြီးတော့စီးတာပါတေဆုံးသူ၂ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ၅ဦးလောက်ရှိပါတယ်ပျောက်ဆုံးသူတွေလည်းရှိတယ် နေအိမ်တွေအကုန်လုံးအလုံးလိုက်ကိုမျောကုန်တာအရိကတောင်ကြချောင်းရီတွေပဲစီးလာတာတော်တော်များများတော့ရှောင်လိုက်နိုင်တယ်လို့အဲ့ဒီနေရာကိုတွားရောက်ပြီးတော့အကူအညီပေးနေတဲ့ Pride အဖွဲ့ဝင်တအုပ်ကရှင်းပြထားပါဗျ။မနေ့ကမိုးတဲထန်စွာရွာသွန်းမှုနဲ့တောင်ကြချောင်းရီများကြောင့်နေပြီးတော့တက်ကုန်းမြို့နယ်နဲ့ပြင်မနာမြို့နယ်တို့မှာရေကြီးရေရှမ်းမှုများဖြစ်ပွားပြီးတော့အနေပိုင်းမှာနေထိုင်တဲ့ပြည်သူရာနဲ့ခြေပြီးတော့ရေဘေးတင်နေရတဲ့အတွက်ကယ်ထုတ်ခဲ့ရတယ်လို့ Pride အဖွဲ့များထံကသိရပါဗျ။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်း၊ဂကြီးကိရဲ့ အကျွင်းကျန်များကြောင့်မြန်မာနိုင်ငံအတွင်းကိုဖျက်ချော်ဝင်ရောက်နေတဲ့အတွက်မနေ့ကဩဂတ်လ28ရက်နေ့ကနေစက်တဘာလ1ရက်နေ့အတွင်းမြန်မာတပြည်လုံးကိုနေရအနှံပြမိုးထစ်ချုံရွာပြီးတော့ဒေသအလိုက်မိုးကြီးခြင်းမိုးသည်ထန်ခြင်းနဲ့မိုးသက်လေးပြင်းများတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်တယ်လို့စစ်တပ်လက်အောက်ခံမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ